ားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဒီနေ့ကွန်လက်တော့လက်တော့မှာကျတော့ Chrome OS version ပြောင်းလာပြောင်းလာတဲ့သူတက်ကူကကျတော့ထည့်ပြီးသားဖြစ်တော့အသစ်ထက်တဲ့ခြင်းနဲ့ဆိုလက်တော့မှာ Google account အသစ်ဖွင့်နည်းကိုတင်ပေးသွားမှာဖြစ်ပါတယ်ပထမအောင်ဆုံးဒီရ GO G Google ပုံလေးကိုကြီးဆုံးမှာနည်းပြီးတော့ setting နဲ့ချက်သွားပါမယ် setting เนี่ยมาအကောက်ထဲဆိုတော့ channel မှာအကောက်ထဲမှာ any အကောက်ကိုထည့်နေလိုက်ပါ ခဏဆောင်မိလိုက်ပါအခုကကြတော့ဒါဒီမှဖြစ်မှာ create account ကိုထည့်လိုက်နှိပ်လိုက်ပါအဲ့ဒီနာမည်ကိုရေးပေးလိုက်ပါအခုကကြတော့ i account library လို့ပဲရေးပါမယ် let's account လို့ပဲရေးလိုက်ပါမယ်ကိုလိုက်မွေးကိုငွေနေနဲ့ရက်မွေးနေ့ရက်တွေအာမီကျားမကိုဖြည့်ပေးရမှာဖြစ်ပါတယ် ဒီအားကြောင့်ယောက်ျားဆိုတော့ယောက်ျားဆိုမေးလ်ပဲလုပ်လိုက်ပါမယ်။ next ဆိုလည်းနိုင်ပါမယ်။အမကျွန်တော်1ဒီမှာကိုကကောင်းတဲ့လုပ်ရှင်လည်းရပါ့။ကိုပထောင်တဲ့လုပ်ရမှာရှိ။နည်းနည်းတော့ကလီးကြည့်ရပါပေါ့။သူမြမတော့ဝင်သေးတယ်အကောင့်နံပါတ်လေးလုပ်အောင်ဖြစ်ပါတယ်။ပါစောလေးရိုက် ပတ်စွမ်းကြောင့်ခတ်တာ strong မဆောပေါ့ကနန်းနေရဲ့နာမည်တွေပိုင်းစာလုံးလေးရိုက်ပေးရမှာဖြစ်ပါတယ်အာဘီနေဆိုရတယ်ပတ်စွမ်းရိုက်ပေးနေဆိုရတယ်ချက်နေပေးလိုက်ပါပတ်စွမ်းရှက်အာဘီနေဆိုရလေးချက်နေလိုက်ပါ အာဘီအပေါ်ဆွဲလိုက်ပါအန်အန်ခရစ်ဆွဲနေလိုက်ပါကနဆောင်းလိုက်ပါမယ်ဒီ Google account ကတော့အတိအကျဝင်ဖြစ်ပါ Google ကဖြတ်ချင်တဲ့နည်းကတော့ဒီဒီဒီမှာအစတဲ့38အစတဲ့39နဲ့လိုက်မယ် RAM RAM account နဲ့လည်းနဲ့အခုထည့်ထားတဲ့ account လေးရပြတ်သားမှာဖြစ်ပါတယ် Google က laptop မှာကျ Google 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 account ထဲနေရဖြစ်ပါဒီ video ကြည့်ပြ laptop မှာ Google account ထဲမှာလို့ထင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါ